ုထုထဲကဖတ်နေတဲ့ကောင်ကလေးကဇက်လိုက်ကောင်ကလေးက10တန်းကျောင်းတာတဲ့ဩကောင်းတာဗောအဲ့ငါလည်း10တန်းမဲกว่าဘုသူဖတ်ရင်နဲ့မိတ်ဆက်နေရသေးဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးมาတဲ့ဟာပူတော်ကောင်းကြီးกว่าအဲ့ငါအမေလည်းမုတ်ဆိုးมาပဲกว่าဟိုကိုမေမုတ်ဆိုးมาဖြစ်တာအဲ့ဒီတခါပဲဂုံယူခဲ့ရတယ်ဘုသူတွေကဇက်လိုက်နဲ့တူနေလို့ ဆက်ဖတ်တော့သူ့အမေကဆင်းရဲဟာဟဲ့ငါအမေလည်းဆင်းရဲပါတယ်ကွာသုံးချက်တူပြီကြိုက်တာပေါ့ရှစ်ဆက်ဖတ်တော့သူအားတဲ့တင်ချာကိုတိတ်မုန်းတာပဲတဲ့ဟာကောင်းမြန်မြေငါလည်းတင်ချာဆရာမတော့မကြည့်ချင်ပါဘူးတင်ချာကြောက်တော့ဆရာမမှကြောက်သွားလေးချက်တူပြီဟာဒီဝတ္ထုကျွန်တော်သိသဘောကျတာပဲဆက်ဖတ်တော့ သူ့မှာချစ်သူရှိတယ်တဲ့။အိုးဒီရဲကြည့်တာလေးကြမှာမလို့တော့ဘူးရ။ကျွန်တော်မှာချစ်သူမရှိဘူး။ဆက်ဖက်တော့သူ့ချစ်သူကောင်မလေးကသူ့နဲ့တန်းတူပဲတဲ့။ဆယ်ရန်းကအိုးအိုးဒါဆိုရင်တော့လေရနိုင်ပါ रे ကွာ။အဲ့ဒီဝတ္ထုကိုဖတ်တဲ့နေရာစပြကျွန်တော်ကိုနဲ့တန်းတူဆယ်ရန်းကမိန်းကလေးများကိုစတင်ပြမတော့တာပါပဲ။ ိုကောင်နဲ့တူရင်လို့ပါဆက်ဖတ်တော့သူချစ်သူကောင်မလေးဟာတဲ့အတန်းထဲမှာရုပ်ကလည်းချောတယ်တဲ့ပတ်စံလည်းချမ်းသာတယ်တဲ့အင်းအင်းဒါလည်းဖြစ်နိုင်ပါလေကွာအတန်းထဲမှာကျွန်တော်ရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်မလေးတွေအားလုံးကင်းလွခွင့်ပေးလိုက်ပါတယ်သွားကြနင်တို့မပါဘူးနော်ဆက်ဖတ်တော့ဗျာ။ तू က ခြေရန်စာမေးဝဲကိုမဖြေတော့ဘူးတဲ့ဟာအဲ့ဒါကောင်းဆုံးပဲကွာကျွန်တော်လည်းဗျာအဲ့ဒီခြေရန်ကိုမှန်တဲ့တိုင်းပြောရပြီးတောင်ကိုမုံဖြိုးပါမယ်မြင့်မို့မို့လားလုံးဝပြိုမယ်မထင်ဘူးခြေနှစ်မကောက်တသက်ဖြေတော့မအောင်ဘူးလို့ထင်တယ်အဲ့တော့ကိုယ်သဘောကျတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ထောက်ခံတယ်ကောင်းတယ်ကွာမဖြေနဲ့ငါလည်းမဖြေတော့ပါဘူးလေရင်သာစောချစ်ဘုသူရင်နေခြင်းမဟုတ်ပါ တကယ်ကိုမဖြေတော့ရုံးနံပါတ်ထွက်ပါပြီတလားပဲလူမာတော့အမေကျွန်တော်ကိုမေးပါတယ်ငါသားမင်းပါလို့မဖြေတာလေဒီမေးခွန်းကိုအမေမေးလိုက်မယ်ဆိုတာကျွန်တော်ကြိုတွေးထားပါတယ်ဒါကြောင့်မို့လို့အမေမေးရင်ဖြေနိုင်အောင်လို့ဝတ္ထုတွေအားကြီးကြိုကျက်ထားပါတယ်အမေစဉ်းစားကြည့်ပါတကယ်တော့ဒါတွေကပေရန်လူစဉ်တော့ပညာရေးတွေပါအမေဟာ ကုထုတွေမပါလေးဗျဖြလက်မနှလက်မလေးလက်မငါလက်မဆယ်လက်မတရံတန်းလေးတန်းငါးတန်းဆယ်တန်းဆယ်တန်းအောင်လို့လဲဘဝစာမေးပွဲအောင်တာမဟုတ်ဘူးအမေအကယ်ဒမီကွန်မြန်လေးရဲ့ ID နေပါရင်းနဲ့ချက်ကျွန်တော်တို့ခက်ကမင်းသားမြတ်လေးခက်အမေကျွန်တော်ကငေးကြည့်နေပါလေငေးကြည့်နေသော အမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါလေ မျက်လုံးထဲမှာစကားလုံးကလေးတွေရှိတယ်။နှုတ်ကမပြောမျက်လုံးကပြောနေပါလေ။ငါသားတဲ့။မင်းတို့မှားနေပြီထင်တယ်တဲ့။သို့သော်ဗျာတောသူမကြီးဖြစ်တဲ့အမေဟာကျွန်တော်ဘယ်လိုမှားတယ်ဆိုတာကိုရှင်းမပြတ်တတ်ရှာပါဘူး။အဲ့ဒါကိုခွင့်ကောင်းယူပြီးတော့တဲဟုတ်တဲ့ငါပါလား။သိတော်တဲ့ငါပါလား။အမေကိုပြန်လိုက်ပြီလို့ထင်တယ်ဗျာ။ တကယ်တော့ကျွန်တော်မနိုင်ဘူးရှုံးနေဘယ်လောက်ရှုံးလို့အဲ့ဒီဆယ်ရန်းစာမေးပွဲကို6နှစ်တိတိမပြဲနဲ့ရှုံးပါလေအဲ့6နှစ်မင်းဘာလုပ်နေတော့ဟိုးဝတ္ထုတွေကဇက်လိုက်ကောင်လောက်တာဂုံလိုက်လောက်တာပဲအဲ့ဒီဝတ္ထုကဇက်သိန်းတော့ကောင်လေးနဲ့ကောင်မလေးကမညာဘူးဗျမညာတော့အဲ့ဇက်လိုက်ကောင်ကလေးကတလွန်းလွန်းတဆွေဆွေတငင်းငင်းတငိုင်းငိုင်းကျွန်တော်ကလည်း သူ့လိုပဲတလွန်လွန်တဆွေဆွေတငင်းငင်းတငိုင်းငိုင်းပိုးကောင်းကသူ့ချစ်သူနဲ့ကွဲလို့လွန်တာမင်းကဘာရှိလို့လွန်ရတာတုံးအဲ့ဒီဘာမှမရှိတာကြီးကပိုးတောင်းလွန်မှုကောင်းနေလွန်မီဆိုမရတော့အခုလိုဆောင်းရသည်ဟေမန္တနှင်းမုံလေးတွေကြလွန်နေဗျာမိုးရသည်ဝတန္တမိုးဆက်မိုးပေါက်တွေကြပိုးတောင်းလွန်သေးဆိုးဆုံးကနှွေဥပြလေယူတွေတိုက်ညော့ဝါလေးတွေကျွေး လေဝေတဲ့လွင့်သေတောင်သေးခြင်းနဲ့ဗျာလွန်းလွန်းအာကြီးလို့အဲ့နွယ်ဥမှာစပါးတွေကရိတ်ရိုးပြငုတ်တူတွေလေခွင်းနဲ့မတွေ့ထောင်းတဲ့ကောင်းကထောင်းလဲတဲ့ကောင်းကလဲဟာလွန်းဖို့ကောင်းတယ်ကွာနွားကြီးတကောင်ကရိုးပြငုတ်တူတွေကိုတပြုတ်ပြုတ်နဲ့စားပိုတောင်လွန်းသေးဗျာပိုးရွာစီယိုးမှာမိโกကလေးပတ်ဟာလွန်းနေဗျာကျွန်တော်ကတော့ကြောက်ဆယ်မှန်နေပါတယ် ကျွန်တော်တို့မြို့ကိုဖြတ်သွားတယ်အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေကမိုးကကြီးကိုချုံတအီးနဲ့မောင်းသွားဟာလူကကြမ်းနေတယ်ဗျာလွန်းလိုက်တာစိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရသည်ခွေးပိမ်မှတကောင်ပြာပုံထဲမှာခွေးခွေးကလေးအိတ်ဟာလွန်းနေကွာပါဆိုင်လဲကွာဆိုင်ဆိုင်မဆိုင်ဆိုင်ကုန်လွန်းနေဗျာโอ้လမ်းမော်က ကောင်မလေးချောချောတယောက်ဖြတ်သွားဟာလွှမ်းနေဟေးမင်းကဘာဆိုင်လို့လွှမ်းရတာတော့ဘာမှမဆိုင်လို့လွှမ်းတာပါပဲချောချောလေးသုံးယောက်သွားရင်သုံးစားလွှမ်းတယ်ပုတ်လိုက်ဖြတ်သွားရင်သေသွားနိုင်တယ်နောက်တော့ကျွန်တော်မင်္ဂလာဆောင်ဝေးဝေးရရှောင်းနေမသွားဘူးအဲ့ဒီသရုပ်သမီးကကိုနဲ့မာလူလူညာလူလူ အဲ့လိုတွေးမိရင်ရမ်းခံစားရတယ်။ဟုတ်လဲမဟုတ်ဖဲနဲ့ကျွန်တော်တွေးမိလေရှိပါတယ်။ဘာကိုပြနေပြီးတော့နည်းနည်းကြောင်းလာတာကိုပြနေပါတယ်။တယောက်ထဲနေလေရှိပါတယ်။တလွန်းလွန်းတဆွေးဆွေးတငင်းငင်းတငိုင်းငိုင်းနဲ့